ာပါရှင်ကချင်ပြည်ကမြို့နယ်၃ခုမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်တအံသက်တွေထိချုပ်ထားတဲ့နောက်ချိုကြောင်မဲနဲ့မူကုန်းမြို့တွေကိုစစ်ကောင်စီကဗုံးကျဲတိုက်ခိုက်မှုတွေလှုံ့ဆော်နေပါတယ်ချင်းကြီးနောက်အဖွဲ့ဝင်တွေကပလဲဝဟာချင်းပြည်ဖြစ်တယ်လို့ပဲလက်ခံထားတယ်လို့ပြောဆိုလိုက်ပါတယ် ကချစ်ပြည်ထက်ကမြို့နယ်၃မြို့နယ်မှာတိုက်ပွဲတွေပြင်းဖြစ်နေသလိုစစ်ကောင်စီကဖားကဲဒေသကိုထိ ंछ ုံနိုင်ဖို့အပြင်းအထန်စီရေလှရှာမှုတွေပြင်လုပ်နေပါတယ်။ဂျွန်လာနောက်ဆုံးပတ်တဲ့ကချင်ပြည်ထဲကဗမော်ဝိုင်းမော်နဲ့ကြောက်စိတ်ထွက်တဲ့ဖာကဲမြို့နယ်ထဲမှာတိုက်ပွဲတွေဖြစ်နေပါတယ်။ဖာကဲမြို့နယ်ထဲကမော်ဝမ်းလေးရွာနာမှာဂျွန်လာ25ရက်နေ့ကစပြီးစစ်ကောက်စီတပ်နဲ့ကချင်လူလက်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေကြားတိုက်ပွဲတွေဖြစ်နေပါတယ်။ လက်နက်ကြီးလက်နက်ငယ်တန်တွေစက်တိုက်ကြားနေရတယ်လို့ဖာကန်ဒေတာခက်အမျိုးသားတယောက်ကပြောပါတယ်စစ်ကောက်စီတပ်ကဖာကန်မျိုးကို ထိတ်ချုပ်နိုင်ရင်ဖာကန်ကအမြင့်ဆုံးတောက်ဖြစ်တဲ့သူတို့လက်လွတ်ခဲ့ရတဲ့လမောင်းကုန်းကိုပြန်ရဖို့စူးစမ်းနေတာလို့လည်းသုံးသပ်မှုတွေရှိနေပါတယ်ဖာကန်အပြင်ဗမော်မျိုးသိန်းတိုက်ပွဲကလည်းဆက်ဖြစ်နေပါတယ်ဗမော်မှာတော့စစ်ကောင်စီတပ်ကလီကျောင်းအပြင် drone လက်နက်ကြီးတွေတုံးပြီးတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတယ်လို့ဆိုပါတယ်။ ဂျွန်လာနောက်ဆုံးပတ်ထဲမှာပဲ Y8 Y12 ဘီရီတွေနဲ့လက်နက်အင်အားလူအင်အားဖြစ်တင်တာတွေလုပ်နေတယ်လို့ဆိုပါတယ်ဗမော်တပ်ဖက်ကံကစင့်ကင်ရွာကိုလေကြောင်းအပြင်လက်နက်ဂျီရောဒရုန်းနဲ့ပါပြစ်ခတ်တိုက်ခိုက်တာကြောင့်အရက်သား၂ယောက်သေဆုံးခဲ့တယ်လို့ဗမော်စကောင်တင်းကဂျွန်လ26ရက်နေ့မှာထုတ်ပြန်လာပါတယ်။ မြင့်ကြီးနာတဖက်ကန်ဝိုင်းမော်မြို့နယ်ထက်ကဝါရှောင်းဆယ်နားမှာရှိတဲ့ဂွေရွံ့ရံရွာကိုလည်းဂျူလာ23ရက်နေ့ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့အမျိုးသမီးတယောက်ထိမှန်ဒဏ်ရာရခဲ့ပြီးအိမ်ငါးလုံးပျက်စီးသွားပါတယ်ဝိုင်းမော်မြို့နယ်ထဲဂျွန်လာတတိယပတ်ကစားလို့စစ်ကောက်စီတပ်က စီရီလှူရှာမှုတွေရှိလာနေတာကြောင့်တိုက်ပွဲတွေပြန်ဖြစ်လာမှာကိုဒေသခံတွေစိုးရိမ်နေကြပါတယ်။ ရှမ်းပြည်မြောက်ပိုင်းထက်ကတအံအမျိုးသားလူမျိုးရေးတပ်မတော် TNL ကထိချုပ်ထားတဲ့ကြောင်မဲနောက်ချိုမျိုးတွေအပြင်မိုးကုံမျိုးတွေကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေပါတယ်ကျွလာနောက်ဆုံးပတ်ထဲမှာကြောက်မဲနောက်ချုံနဲ့မိုးကုံးမြို့ကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဗုံးကျဲတိုက်ခိုက်ခဲ့လို့အရက်သားထိမှန်တီးဆုံးဒဏ်ရာရတာတွေရှိခဲ့ပါတယ်။ ဇူလ29ရက်နေ့မနက်အစောပိုင်းမှာကြောက်မွေမြို့ထဲကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဗိုလ်ကျဲတိုက်ခိုက်ခဲ့လို့အရက်သားအမျိုးသမီးတယောက်သေဆုံးပြီးနှစ်ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့တန်အမျိုးသမီးအဖွဲ့ TWO နဲ့တအန်းသက် TNL တို့ကထုတ်ပြန်ပါတယ်ဇူလ24ရက်နေ့ကလည်းကြောက်မဲမြို့နယ်ထဲကိုဂျက်ဖိုက်တာနဲ့ပေါင်900ဗုံးကျဲတိုက်ခိုက်ခဲ့လို့ကလေးနှစ်ယောက်အပါအဝင်၄ယောက်သေဆုံးပြီး14ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ စာတင်ကြောင်းနှစ်ကြောင်းနဲ့လူနေအိမ်49လုံးထိမှန်ပျက်စီးခဲ့တယ်လို့ TNLA ကဆိုပါတယ်။ဇူလ25ရက်နေ့တို့ကလည်းမိုးကုံမျိုးအုံကိုင်းရက်ကွက်ကိုဂျက်ဖိုက်တာနဲ့ဗုံးကျဲခဲ့လို့ကလေးတယောက်အပါအဝင် ပြည်သူ၂ယောက်ထိမှန်ဒဏ်ရာရခဲ့ပါတယ်။ဂျူလာနောက်ဆုံးပတ်ထဲမှာဆိုရင်နောက်ချိုမြို့ထဲကလည်းလက်နက်ကြီးပစ်ခတ်မှုလေကြောင်းဘုံကျဲမှုတွေလှုပ်ဆောင်ခဲ့တယ်လို့တအန်းတဲ့ TNL ကထုတ်ပြန်ထားပါတယ်။ ဒါအပြင်နောက်ချုံမြို့နယ်ထဲကနေရာ၅နေရာဖြစ်တဲ့နောက်ဖာညံတော်လုံဆန်းအုံမခားနဲ့နောင်လင်းရွာတွေမှာစစ်ကောက်စီတပ်နဲ့တအန်သက် TNL တွေကြားတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတယ်လို့ဂျွန်လ29ရက်နေ့မှာထုတ်ပြန်ထားပါတယ်တိုက်ပွဲထဲစစ်ကောက်စီတပ်ကလက်နက်ကြီးအလုံး80အပြင်ဒရုန်းတုံးပြီးလဲဘုံ30နှလုံးကိုပြစ်ကူပေးခဲ့တယ်လို့ TNL ကပြောပါတယ် ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့အပြစ်ရဲ့တင်ညာထားတော်ကိုစစ်ကောင်စီကအခွင့်ကောင်းယူပြီးထိုစစ်စင်တိုက်ခိုက်မှုတွေအဆက်မပြတ်လှုပ်ဆောင်လာတဲ့အတွက်နောင်ချိုမြို့နယ်ထဲမှာတိုက်ပွဲတွေပြင်းထန်နေတာလို့ TNL ကဆိုပါတယ်စကိုင်းတိုင်းကဲဘလူမျိုးနဲ့ထဲမှာစစ်ကောက်စီတက်ကအရက်သား၉ယောက်ကိုရရက်ဆက်ဆက်တက်ဖြတ်သွားခဲ့ပါတယ်။ ကမ်ဘလူမျိုးနယ်ထဲစစ်ကောင်စီတပ်နဲ့ပြူစောကြီးတွေက၃ရက်ဆက်တိုက်စစ်ကြောင်းထိုးမီရှိုးဖျက်ဆီးမှုထဲစွန့်အစကားမပြောနိုင်တဲ့ဒုတိယအပါအဝင် အပြစ်မဲ့ပြည်သူ၉ယောက်အသက်ခံလိုက်ရပါတယ်အရီပီသူတွေကိုညင်ပန်းနှိပ်ဆက်ပြီးလယ်လီတက်ဖြတ်ခဲ့တာလို့ဂျွန်လာတက်ကြွလှရှားသူများအဖွဲ့ကပေါ်ရင်းနဲ့တကွာဂျွန်လာ26ရက်နေ့မှာထုတ်ပြန်ပါတယ် ကံဘလူမျိုးနဲ့ဇီကုံတိုက်နယ်ထဲကရွာတွေကိုစစ်ကောက်စီတက်နဲ့ပြူစောတီစုစုပေါင်းအင်အား300လောက်ကဂျွန်လ23ရက်နေ့ကနေ25ရက်နေ့အထိစစ်ကြောင်းထိုးဝင်လာတာလို့ဆိုပါရယ်အသက်ခံရတဲ့သူတွေဟာအသက်30ကျော်ကနေအသက်60ကြားအရွယ်ရှိတဲ့အမျိုးသားတွေဖြစ်ပါရယ်အတော်များများကလက်ပြတ်ကျိုးတုံးညပန်းနှိမ့်ဆက်တက်ဖြတ်ခံခဲ့ရပြီးမိရှို့ထားတဲ့အလောင်းတလောင်းကိုတွေးခဲ့တယ်လို့ဆိုပါတယ် ဲ့ဒီစီကြောင်းကအရက်သားပြည်သူတွေကိုရရဆက်ဆက်တက်ဖြတ်ခဲ့တဲ့အပြင်ပြည်သူပိုင်အရေးကိုလည်းမီရှုဖြက်စီခဲ့တယ်လို့ဆိုပါတယ်ဒီစစ်ကြောင်းဟာဂျွန်လ23ရက်နေ့မနေ့ပိုင်းမှာဝက်တိုးတောင်ရွာဘက်ကနေတပြေတာနဲ့ကြောင်ကုန်းရွာထဲကိုပြစ်ခတ်ဝင်ရောက်လာပြီးနောက်အရက်သားတွေကိုဖမ်းဆီးတာပြစ်စည်းတွေယူသွားတာမျိုးဖျက်ဆီးခဲ့တာမျိုးနဲ့အေတွေကိုတော့ရက်ဆက်တိုက်မိရှုခဲ့တာလို့ဆိုပါတယ်။ ရခိုင်ပြည်ထဲမှာတော့အရခတ်တပ်တော် ULAAA က ထိတ်ထုတ်သိမ်းပိုက်ထားတဲ့စစ်ကောင်စီတပ်စခန်းဟောင်းနေရာတွေကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေပါတယ်။ရခိုင်ပြည်ပုံနှကျုံမြို့နယ်ထဲကနေရာတချို့ကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာဖြစ်ပါတယ်။ အရခတ်သက်တော်အေအေကထိချုပ်ထားတဲ့ပုံနဂျုံမြို့နယ်ထဲကစစ်ကောင်စီရဲ့တပ်စခန်းဟောင်းခမရ993ညတပ်ရင်းနေရာကိုဇူလ22ရက်နေ့ညမှာဂျက်ဖိုက်တာနဲ့နှစ်ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်ဒီတိုက်ခိုက်မှုကြောင့်ခမရ993ညတည့်ရင်ဟောင်းနေရာမှာရှိတဲ့အဆောက်အအုံတချို့ပျက်စီးခဲ့ပြီးလူထိမှန်မှုတော့မရှိဘူးလို့ရခိုင်သတင်းတွေမှာဖော်ပြပါတယ်။ ဇူလ23ရက်နေ့တော့ကလည်းအေအေကသိမ့်ပိုက်ထားတဲ့မင်းပြားမျိုးနယ်ထက်ကခမရ383ညတည်ရင်နေရာကိုစစ်ကောင်စီတပ်ကလေကြောင်းပုံးကျဲမှုပြုလုပ်ခဲ့ပါတယ်။ဒါပြင်ကြောက်ဖြူမျိုးနယ်ပတ်ဝန်းကျင်မှာလည်းနှစ်ဖက်ကြားတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ ပဲခူးတိုင်းကြောက်ကြီးမြို့နယ်ထက်ကစစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်ချိန်ကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL ကစစ်တုပ်ပန်း22ရောက်ကိုဖမ်းမိခဲ့ပါတယ်။ပဲခူးတိုင်းကြောက်ကြီးမြို့နယ်ထဲကစစ်ကောင်စီရဲ့တပ်စခန်းတွေကိုဇွန်လ26ရက်နေ့မှာ အမတ်နစ်စစ်ဒေသခွဲ JOC ရဲ့ကုတ်ကဲမှုနဲ့ KNL နဲ့ပူးပေါင်းတပ်တွေတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်ချိန်စစ်ကောင်စီတပ်ဖွဲ့ဝင်22ယောက်ကိုစစ်တုပ်ပန်းအဖြစ်ဖမ်းမိခဲ့ပြီးလက်နက်မျိုးစုံ12လက်ခရဲရီနဲ့စစ်အုံအဆောင်ပစ္စည်းတွေလည်းတိစီရမိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ဒီတိုက်ပွဲထဲစစ်ကောင်စီဘက်က900ထက်မနည်းတိစုပ်ခဲ့တယ်လို့လည်းထုတ်ပြန်ချက်ကဆိုပါတယ်။ဖန်စီရမိထားတဲ့စစ်တုပ်ပန်း22ယောက်ကိုမဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေက Geneva Convention နဲ့အညီထိတ်သိမ်းထားတယ်လို့ဆိုပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမတ်နေစစ်စင်ရင်နယ်မြေပဲခူးတိုင်းစစ်ဌာနယူဟာ25တပ်ရင်3900အထူးကွန်မန်ဒိုတပ်ရင် Supreme Warrior Colin နဲ့ကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL တပ်ရင်ရှင်နဲ့တပ်ရင်ကိုတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ကရီနီပြည်ဖာဆောင်မြို့နယ်ထဲကမော်ချီဒေတာကိုစစ်ကောင်စီကလေကြောင်းကနေဗုံးကျဲတိုက်ခိုက်ခဲ့လို့အမျိုးသမီးတယောက်အပါအဝင်အရက်သား9ယောက်တိဆုပ်ခဲ့ပါတယ်။ဒီကြောင့်ကုစောပွေးကတင်ဆက်ထားပါတယ်။မော်ချီဒေတာထဲကလူ့သမားတွေအများကြီးရှိတဲ့ခဲတတုဒူဖော်တဲ့လုပ်ွက်တွေရှိတဲ့ခင်းချင်းနေရာတွေကိုဇွန်လ25ရက်နေ့မနက်7:00နာရီလောက်မှာစစ်ကောင်စီကလေကြောင်းကနေဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒီလိုဗုံးကျဲတိုက်ခိုက်ခံရတဲ့အတွက် ခဲချင်းလုတ်သားတွေနဲ့ဒေသခံတွေအားလုံးပေါင်း9ယောက်တည်ဆုံးခဲ့ပြီးအယောက်20နီးပါးထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ထိခိုက်ဒဏ်ရာရှိတဲ့သူတွေထဲမှ6ယောက်ကတော့အသက်အန္တရာယ်ဆိုရင်ရတယ်လို့အကူအညီပေးနေသူတွေကပြောပါတယ်။ဒီစမှုကတော့ခုနဦးတွေ့တော့ဗောနော် ခုနဦးထဲမှာကအခုပြန်ဟို confirm ထုတ်ထားရတာအမျိုးသမီးတူပါလို့ပြောတော့ဗောနော်တိခတ်မှုကတော့အယောက်20ဝန်းကျင်လို့ကျွန်တော်တို့တိထားတယ်နည်းနည်းလေးပြင်ထန်တာက6လို့တော့ကြားတော့ဗောနော် ်စစ်ကောင်စီတပ်ကလေကြောင်းဘုံကျဲတက်ခိုက်တဲ့နေရာကခဲချင်းလုတ်ွက်နေရာဖြစ်ပြီးပြည်သူလူထုအများစုနေထိုင်တဲ့လုတ်ကန်စားတောက်တဲ့နေရာဖြစ်ပါတယ်။အင်းတွေပါဝင်အထူးကအပြည့်စည်းကအများပြားရှိခဲ့တယ်လို့ဥပညာကဆိုပါတယ်။စစ်ကောင်စီတပ်ကလေကြောင်းဘုံကျဲတက်ခိုက်ခဲ့တဲ့မော်ချီဒေသဟာနှစ်ဖက်တိုက်ပွဲဖြစ်ပွားတာမျိုးမရှိတာကြောင့်ဒီတက်ခိုက်မှုဟာလူထုကိုပြစ်မှတ်ထားတက်ခိုက်တာလို့ဆိုပါတယ်။လူတို့ကိုပြစ်မှတ်ထားတိုက်ခိုက်တာဖြစ်တဲ့အတွက်စစ်ကောင်စီတဲ့အနေနဲ့စစ်ရာဇဝမှုကျူးလွန်တာလို့ဆက်ပြောပါရစေ။ မော်ချီကတခါမှတိုက်ပွဲဖြစ်တဲ့နေရာမဟုတ်လေနော်ဒါမဲ့စစ်ကောင်စီကလင်ကျတဲ့ဒီတင်နေဆိုတော့6ချိန်မြောက်ပေါ့နော်တိုက်ပွဲဖြစ်တဲ့နေရာကတော့ဖန်ဆောင်မှာပဲတိုက်ပွဲဖြစ်တော့ပေါ့နော်အရင်ရင်လည်းပတ်တော်မှာဖြစ်ပါတယ်အဲ့ဒီဖန်ဆောင်နဲ့ဟိုမော်ချီဆိုရင်အနည်းဆုံးမရှိဘူးဆိုဆင်ကပိုင်ဝင်ကျင်တော့ရှိတော့ပေါ့နော်လူထုတွေပေါ့နော်ရှိတဲ့နေရာလူထုတွေလောက်ကန်စားတဲ့နေရာမှာခုလိုမျိုးအာတမင်တကာပေါ့နော်ယူရချက်ရှိနေတာဟိုပြကတက်ခဲ့တာကတော့စစ်ကြောင်စုမှုရော လူတမ်းမျိုးနဲ့စုပေါ်မှာကျွလုံးတော့ကြာစုမှုဖြစ်တော့ပေါ့နော် စစ်ကောင်စီတပ်ကတိုက်ပွဲတွေမှာဖြစ်တဲ့ပြစ်ခတ်မှုတွေမရှိတဲ့ပြည်သူလူထုနေထိုင်လောက်ကန်စားတောက်တဲ့နေရာတွေရဲရွာတွေကိုလက်နက်ကြီးနဲ့ပြစ်ခတ်တာမျိုးလေချောင်းကနေဘုံကျဲတိုက်ခိုက်တာမျိုးတွေကိုရှုတ်ချတယ်လို့ IEC ကဆိုပါတယ်အခုရက်ပိုင်းအတွင်းကရင်ပြည်နယ်ထဲမှာကင်းထောက်လေရင်တွေမကြာခဏဝန်းနေတဲ့အတွက်ပြည်သူတွေအနေနဲ့အထူးသတိထားကြဖို့ IEC ကတိုက်တွန်းထားပါတယ်လူစုလူဝေလောက်တာတွေကိုလည်းအတက်နိုင်ဆုံးရှောင်ကြဖို့ဥပညာကတိုက်တွန်းပါတယ် ပလဲဝမြို့နယ်ဟာချင်းပြည်ထဲကမြို့နယ်ချင်းပြည်ရဲ့အစိတ်အပိုင်းဖြစ်တယ်လို့ချင်းကြီးနောင်အဖွဲ့ဝင်တွေအားလုံးကလက်ခံထားတယ်လို့ပြောဆိုလိုက်ပါတယ်။ဒီကြောင့်ကိုပီတာကတင်ဆက်ပေးထားပါတယ်။အရခတတော် ULAAE ကတိုက်ပိုက်ထိချုပ်ထားတဲ့ပလဲဝမြို့နယ်ကချင်းပြည်ရဲ့အစိတ်အပိုင်းဖြစ်ကြောင်းအားလုံးကတင်ပြညို့ထဲလက်ခံထားကြတယ်လို့ချင်းကြီးနောင်အဖွဲ့ CB ကပြောရေးဆိုခွင့်ရှိသူတွေကပြောပါတယ်။ချင်းညောင်အကုံလုံးဒီအကုံလုံးကပေါ့နော်ဘလဲဝတီချင်းပြီဆိုတာကိုအကုံလုံးကတညီတညွတ်သေး ယုံကြည်ကြတယ်လက်ခံကြတယ်ဆိုတာမျိုးပေါ့နော်အင်းဆုံးပြောလို့ပါတယ်ဒါကညီနောင်ထဲမှာမဟုတ်ပါဘူးဟိုတနေငံလုံးပေါ့နော်အကုန်လုံးလည်းတိပါတယ်ဒီလိုမျိုးရက်တည်လာတာပေါ့နော်ဒီလိုမျိုးပဲဖြစ်လာတာပါဇွန်လ16ရက်နေ့ဒီလေးစာရှင်းလင်းပွဲမှာဆလတ်ရုံးမကမီဒီယာတွေရဲ့မင်းမြတ်မှုအပေါ်ဖြေဆူခဲ့တာဖြစ်ပါတယ်ပလောမြို့နယ်ကိုအာခတ်တတော် ULAA ကရခိုင်ပြည်ရဲ့ခရိုင်တစ်ခုဖြစ်တမလာကြောင်တည်င်းတွေထပ်ပေါ်နေပါတယ်ဇွန်လ16ရက်နေ့ကရခိုင်ပြည်အခြေစိုက်မီဒီယာတို့ခုမှာ ပြည်ပွားကိုရခိုင်ပြည်ရဲ့အမှတ်ရှိခရိုင်ဖြစ်တမလာကြောင်းတတိယဖော်ပြခဲ့ပြီးနောက်ချင်းဖွဲ့စည်းနယ်လူထုတွေကြားဝေဖန်ပြောဆိုမှုတွေမြင့်တက်လာခဲ့ပါတယ်။ပြည်ပွားခရိုင်ကိုရခိုင်ပြည်အတွင်းထက်သွင်းဖွဲ့စည်းမှုနဲ့ပတ်သက်ပြီး ULAAA ကတော့တရားဝင်ထုတ်ပြန်ပြောတာမျိုးမရှိသေးပါဘူး။ AA စစ်ဦးစီးချုပ်ဘူချုပ်ထွန်းမြတ်နိုင်ကိုယ်တိုင်ကလည်းပြလဝဟာချင်းပြည်ထက်ကဖြစ်ကြောင်းမီဒီယာတွေနဲ့တွေ့ဆုံမိများချိန်ကဖြစ်ကြားထားပြီးဖြစ်တယ်လို့ဆလာယောမန်ကပြောပါဗျ။ ULAAA ကအင်းဒီချီကောင်ထက်ပိုတဲ့ရဲဘော်ရဲဘက်တွေဖြစ်တယ်လို့လည်းဆိုပါဗျ။ တော်လိုင်းရေးကာလမှာနိုင်ငံရေးအမျက်ထုတ်ခြင်းတဲ့ဘောနဲ့လူမျိုးရင်းမုံတီးဖို့ပြောဆိုမှုတွေရှိတာကြောင့်အာလိုတတိထားကြဖို့လိုတယ်လို့ဆလာယောမကဆိုပါတယ်ကျွန်တော်တို့ဒီအချိန်နေမှာအာစိတ်ကောင်းစီပြုတ်ကြကြီးကိုအလေးထားမဲ့ခြင်းနေဖြစ်တယ်ဆိုတော့လည်းပဲအားလုံးကိုတော့ပြန်ဖတ်ရဖို့လိုတယ်အာစိတ်ကောင်းစီတာပြုတ်မကြသွားဘူးဆိုရင်အလကားပဲဟိုမြည်တိထင်းချုံနေမည်မဆိုအာအလာဟတဖြစ်သွားမှာပဲ ချင်းလင်းနဲ့ကိုက်တော်လည်းအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ CNF CNA ပြောရေးဆိုခွင့်ရှိသူ slide ထက်နေကလည်း EEA ပြည်ဝဒေတာထိန်းချုပ်မှုကိုဒေတာတည်ငြိမ်ရေးအတွက်ရည်ရည်သားဝယူမှုအဖြစ်လက်ခံတယ်လို့ဆိုပါတယ်။ဒါဟာပြည်ဝရဲ့အချုပ်ချာအာဏာပိုင်ဆိုင်မှုကိုအဆုံးဖြတ်ပေးခြင်းမဟုတ်ဘူးလို့မီဒီယာတွေမှာမကြာခဏပြောဆိုနေတာရှိပါတယ်။ပြည်ဝမြို့နယ်ကရခိုင်ပြည်နယ်နယ်မြေထိဆက်နေပြီးအိန္ဒိယမြန်မာကလပ်တံမြင့်ချောင်းဘက်ဆုံတည်ယူပို့ဆောင်ရေးစီမံကိန်းလမ်းကြောင်းပေါ်မှာရှိနေတာဖြစ်ပါတယ်။ အာခတတော်၏ဤက2024ခုနှစ်ဇန်နဝါရီလ14ရက်နေ့မှာပလဲဝမြို့နယ်ကိုစစ်ကောင်စီလက်ကနေတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်အုတ်ချုပ်ရင်းနဲ့တရားစီရင်ကိစ္စတွေဆောင်ရွက်နေတာဖြစ်ပါတယ်။အစီအစဉ်ကိုကြည့်ရှုအားပေးနေတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေ။နောက်တစ်ပတ်ဒီလိုချိန်မှာစောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်အစီအစဉ်ကိုရန်နာခွင့်ပြုပါရှင်။ thank you